တဲ့လူကျတော့ဟောပေါ့ဒီကားတစ်ခုဆိုလို့ရှိရင်10မိနစ်15မိနစ်လောက်တော့ပြီးနိုင်မှာပေါ့ကျွန်တော်ကတော့အလောက်မပြီးနိုင်ဘူးလေမိနစ်30လောက်40လောက်အလောက်အလောက်မှတစ်ခုတော့တော့ပြီးနိုင်မှာမတန်ဆွမ်းဖြစ်ပေမဲ့ခြေထောက်နဲ့ပကြီဆွဲတာဝိုင်းရင်အတွက်ရှာဖွေနေတာလေဒါလည်းရင်းလို့ပဲတစ်ခါတလေတော့ ပြည်ရရှိဓာတ်စစ်ပတိစီယာဦးကျင်းဟာ35လမ်းနဲ့36လမ်းကြားမှာ ပကြီးရီကိုဆွဲပြီးတော့လမ်းပေးမှာခြံရောက်နေတဲ့ဦးလေးကြီးဖြစ်ပါရင် ဆိုင်ကလေးမငားနိုင်သလိုချိုးတဲ့တဲ့အတွက်ပကြီးချက်တွေကိုအောက်မှာပလတ်စတစ်ခင်းပြီးတော့လမ်းပေးမှာသာခင်းရောက်ရတာဖြစ်ပါရင်ဒါအပြင်ဦးတင်ကပကြီးဆွဲတာကိုလက်နဲ့ဆွဲတာလည်းမဟုတ်ပါဘူးဥတင်ရလက်တရမတန်ဆွမ်းလို့ဖြစ်နေပြီးတော့ပျော့ပြောင်းနေတာပါ။ကင်တွယ်လို့လည်းမရတဲ့အတွက်ဘာမှလုပ်လို့မရပါဘူး။လူကကြီးလာပြီမဲ့လက်တရတော့ အရွယ်လိုက်ကြီးထွားနိုင်စွမ်းမရှိသလိုအသုံးပြုလို့ရအောင်လည်းမဖြစ်လာပါဘူး။ဦးကျင်းကလက်ကဘာမှသုံးစားလို့မရတဲ့အချိန်မှာဘဝရည်တည်ဖို့တော်တော်လေးကိုခက်ခဲပါတယ်။ဘာအလုံးမလုံးလို့လည်းမလုံးရတာမို့စာဝတ်နေရေးကခက်ခဲလာတာပါ။ ငွေကြေးပြည်စုံနေမိသားစုလည်းမဟုတ်တာမို့ဝန်ကြီးအတွက်ရှာဖို့လိုအပ်လာပါတယ်။အခုလိုအခြေအနေမျိုးဆိုတော်တော်များကတောင်းစားတဲ့အခြေအနေကိုရွေးချယ်ကြမှာပါ။ဒါပေမဲ့ဦးထင်းကတော့ပကြီးစရာတူးစီမှာပညာသွားတင်ခဲ့ပါတယ်။လက်နဲ့ရေးဆွဲလို့မရတဲ့အတွက်ခြေထောက်နဲ့ဆွဲထက်အောင်လေ့ကျင့်ခဲ့တာပါ။ဦးထင်းက1992ခုနှစ်ကလေးက ပကြီဆဆွဲလာတာဖြစ်ပါတယ်အစတုန်းကတော့ဆရာစီမာပကြီလေးတွေဆရေးခဲ့တာပါဆရာစီမာဆွဲတုန်းကတော့ဆရာကဥတင်ဆွဲထားလေးတွေကိုပြကန်းမှာတင်ရောက်ပေးပါတယ်ဥတင်ကစီစင်းနဲ့လဲဆွဲသလိုရေစင်းနဲ့လဲဆွဲပါတယ်ဥတင်ကကိုပိုင်ပြကန်းလဲမထောင်နိုင်တာမို့လမ်းဘေးမှာသာခြာရောင်းရတာပါသူများတွေကလက်နဲ့ဆွဲရင်10မိနစ်လောက်ပဲကြာပေမဲ့ဥတင်ကတော့ခြေထောက်နဲ့ဆွဲရတာဖြစ်လို့မိနစ်20ကနေ30လောက်ထိကိုကြာတာဖြစ်ပါတယ်တကားကိုမိနစ်30လောက်ဆွဲရတာဖြစ်ပါတယ် ဥတင်ကမိနစ်30လုံးခြေထောက်နဲ့သာရေးဆွဲတာဖြစ်ပါတယ်။ရောင်းဖို့အတွက်ကလည်းလမ်းဘေးမှာသာခြံရောင်းတာဖြစ်ပြီးတော့တထောင်ကနေ4000အထိအစားအစားရှိပါတယ်။ဒီလိုလမ်းဘေးမှာခြံရောင်းလာတာဆိုရင်၈နှစ်လောက်တောင်ရှိပါပြီ။လမ်းဘေးမှာခြံရောင်းတာမို့တချို့ကလည်းမဝဲကျင်ပါဘူး။တချို့ကလည်းဥတင်ကိုသနာပြီးတော့ဝယ်ကြတာတွေရှိပါတယ်။ဥတင်ကအခုလက်ရှိမှာဓာတ်ချစ်ပကြီးဆွဲပြီးတော့ရောင်းချနေတာဖြစ်ပါတယ်။ ဦးတင်ရဲ့နေရာမှာမင်္ဂလာရုံမှာဖြစ်တဲ့အတွက်35လမ်းအနေ36လမ်းကိုလာပြီးတော့လာရောက်တာဖြစ်ပါတယ်။ဒါကြောင့်မို့လမ်းစည်းနဲ့ဆိုရင်တော့တရက်ကိုဘယ်လောက်မှလည်းမကျန်ပါဘူး။ ချို့ရက်မှာတော့2000ကျော်လောက်ရရှိပါတယ်။တချို့ရက်ဆိုရင်ဈေးဥထောင်မပေါက်တဲ့ရက်တွေရှိပါတယ်။ဦးတင်ကတော့ဆရာမလျှော့ပဲအခုလိုဘဝကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။မိသားစုလည်းရှိပြီးတော့သားတစ်ယောက်လည်းရှိပါတယ်။ဒါနဲ့ဇနီးကလည်းဦးတင်နဲ့အတူလိုက်ပြီးတော့ဈေးလိုက်ရောင်းနေတာဖြစ်ပါတယ်။ဦးတင်ကလမ်းဘေးမှာပဲပကြီကိုထိုင်ဆွဲတာဖြစ်ပါတယ်။ပကြီဆရာဖြစ်တဲ့ဦးတင်ကသူ့စိတ်ထဲမှာပကြီပြကန်နဲ့သူ့ဘက်ပကြီတွေကိုပြကျင်နေစိတ်တော့ရှိပါတယ်။ဒါပေမဲ့အလန်းဝေးတာမို့ပြနိုင်ဖို့စိတ်မကူရဲပါဘူး။ ဖြစ်ချင်တဲ့စိတ်ကြောင့်တွေးထားပေမဲ့လည်းအရင်နည်းမရှိဘူးဆိုပြီးတော့စိတ်ကိုပြန်လျှော့နေရတာဖြစ်ပါတယ်။တရရတော့လုံနိုင်ရမယ်လို့မျှော်လင့်ထားပေမဲ့လုံနိုင်ဖို့တည်ကြပါမလားဆိုတာမသိရသေးပါဘူး။ဦးတင်ရသူများစီကနေပတ်စံအလက်ကားမလို့ခြင်းတဲ့အတွက်အခုလိုမျိုးကောင်းရောင်းကောင်းဝယ်လှူစားပြီးတော့ဘဝကိုဖျက်ဆီးနေရပါဦးတင်ရသူရဲ့လောက်အားနဲ့ရတဲ့ငွေနဲ့သာလောက်ကင်စားတော့ချင်တာပါ။ဒါအပြင်ပစီဆွဲတဲ့နေရာမှာလည်းစေတနာထားပြီးတော့ဆွဲလို့နေရဖြစ်ပါတယ်။ ။ဦးတင်းရဲ့စည်တနာလေးကြောင့်ပဲဒီပစီအလုပ်လေးနဲ့ပြေတလဲမပြေတလဲရက်တည်နေရတာဖြစ်ပါတယ်။35လမ်း36လမ်းမှာပကြီဆွေးနေတဲ့ဦးထင်းကိုတွေ့ရင်အားပေးဖို့တိုက်တွန်းရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုရှင်းလာလိုက်ပါရစေ။ဆုံးနေလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။